ခရီးနှစ်ဖီးယားတွေပေါင်းပြီးမက်ဒူဇာအပေါ်ရုပ်မှားခဲ့ကြပါတယ်။ကျွန်တော်တို့အများစုတွေ့ဘူးကြသလိုဂေါဂွန်ညီမတုံးဦးတွေကမက်ဒူဇာဂေါဂွန်စစ်စစ်တုံးဦးမဟုတ်ပါဘူး။မက်ဒူဇာကတာမန်ပင်လယ်နှစ်ဖီးယားတွေဖြစ်တဲ့ဖော့စီယက်နဲ့ဆဲတိုကနေမွေးဖွားလာတဲ့တာမန်မင်းကြီးတုံးဦးပဲဖြစ်ပါတယ်။ဒါပေမဲ့မက်ဒူဇာဟာနှစ်ဖီးယားတွေးပါတာမို့လို့အရန်ချောမောလပ်ပါပြီးတော့ယောက်ျားတိုင်းကလည်းမက်ဒူဇာကိုလိုချင်တတ်မှတ်ခဲ့ကြပါတယ်။ အဲ့ဒါတွေကြောင့်ပဲမယ်လူဇာဟာဉာဏ်ပညာနဲ့ဖျားဖြစ်တဲ့အတ္တိနာရဲ့ကာဝယ်မှုကိုရယူခဲ့ပြီးတော့အတ္တိနာဖျားเจ้าကိုအလုံကျွေးပြရတဲ့သူတွေဖြစ်လာပါတယ်။ ထောင်နဲ့ချီရဲ့လူတွေကလည်းမေဒူဇာရဲ့အလောင်းကိုမြင်ရဖို့အတွက်အသီနာဖျားကြောင့်တဝုဒကလာရောက်ခဲ့ကြပါတယ်။မေဒူဇာကအယံလပါပြီးသူ့ဆန်တွေကအသီနာနှစ်ဖျားမှနေတော့နှိုင်းရှင်လို့ရတဲ့အထိကြက်တီရှိတယ်ဆိုတော့ပြောဆိုမှုတွေကြောင့်ပဲအသီနာနှစ်ဖျားမှမေဒူဇာလေးအပေါ်မနာလို့ဖြစ်ခဲ့ပါတယ်။တရက်မှာတော့ကမ်းခြေမှာလမ်းလျှောက်နေတဲ့မေဒူဇာကိုမြင်သွားတဲ့ပင်လယ်နှစ်ဖျားပူဆိုင်တုံးကမေဒူဇာအပေါ်ဘာညာသာကလှုပ်ဖို့ကြံစီပါတော့တယ်။အသီနာဖျားကြောင့်ရဲ့စီကံအရအပြိုစင်ဘောကိုထိန်းသိမ်းရမှာဖြစ်တာကြောင့် မဲဒူဇာပိုဆိုင်ဒွန်ကိုအကြိမ်ကြိမ်ညှင်းဆန်ရင်ဖះเจ้าစီပြေးပြီးတော့အသီနာစီရအကူအညီကိုတောင်းခံခဲ့ပါတယ်။ဒါပေမဲ့အသီနာရောက်မလာခဲ့တာကြောင့်မဲဒူဇာဟာအင်အားချင်းမများတာပဲနဲ့အသီနာရဲ့ဖះเจ้าနဲ့ပါတယ်ပိုဆိုင်ဒွန်ရဲ့ပန်းကောင်းအညွန်ချိုခံလဲရပါတယ်။အဲဒီနောက်မှာတော့အသီနာပေါ်လာခဲ့ပြီးဖះเจ้าရဲ့စီကန်းတွေကိုဖောက်ပြခဲ့တဲ့အတွက်ဒေါသတကြီးချိန်စာတိုက်ခဲ့ပါတယ်။ ဒီလိုနှစ်ဖျားတွေအားဆိုရင်တော့မြန်မာနိုင်ငံမှာဆိုအဝီစီတန်းစင်းရမှာဖြစ်ပါတယ်အဲ့ဒီချိန်သာကြောင့်ပဲတချိန်ကအရန်လာပါခဲ့တဲ့ဆန်ရွယ်တွေဟာအစိတ်ပြင်းတဲ့မွေးတွေဖြစ်ပြောင်းသွားခဲ့ပြီးတော့သူမနဲ့အကြည့်ချင်းစုံမီလူတွေကလည်းကြောက်ရွံ့ဖြစ်သွားကြပါတယ်နောက်ပိုင်းမှာတော့ကောင်းတဲ့နှစ်ဖျားဇူးရဲ့သားဖြစ်တဲ့ပါစီရဲ့စာမန်ဒူဇာလေးကိုကောင်းဖြတ်တက်ခဲ့ပါတယ်မဒူဇာအောင်နိုင်နေမှုအတွက်နဖျားတွေကပဲကူညီခဲ့တာဖြစ်ပြီးတော့မြေရောက်ကဘာရဲ့နဖျားဖြစ်တဲ့ဟေဒီယာကိုပြောင်းနိုင်တဲ့အုတ်ထုပ်ကောင်းတဲ့တမန်တော်ဟာမတ်စ်ကအမြန်သွားနိုင်တဲ့အတောင်ပံပါတဲ့ဖက်နဲ့တရံ ။သူမအာဂုတ်တကြီးယုံကြည်ခဲ့ရတဲ့အသီနာဟာမက်ဒူဇာရဲ့အကြည့်ကိုခံနိုင်ရှိတဲ့အတိုင်းတစ်ခုနဲ့မက်ဒူဇာရဲ့ခေါင်းကိုဖျက်ဖို့အတွက်အရန်ထက်လာတဲ့ဒါတချောင်ပါစီရက်ကိုပေးခဲ့ပါတယ်။ပါစီရက်ကလည်းမက်ဒူဇာကိုတုတ်တင်ပြီးရလာတဲ့ခေါင်းကိုအသီနာပေးခဲ့တဲ့အတိုင်းမှာတက်ပြီးတော့တိုက်ပွဲပေါင်းများစွာကိုတိုက်ခိုက်နိုင်ယူနိုင်ခဲ့ပါတယ်။